နင်းတက်မတော်ကိုချစ်တာပေါ့နော်အေးတက်မတော်ကိုငါတို့ကနင်းချစ်တာတက်တော်ပို့ချစ်သေးတယ်အဲ့တက်မတော်ကိုခုတုံးလှုပ်ပြီးတော့တုံးချနေတဲ့အာနာရှင်ကိုငါတို့ကတော်လန်နေတယ်အခုတော့အမေရိကန်ကအတိမတ်ပြုတ်ပေးလိုက်ပြီဘလို့အတိမတ်ပြုတ်တာလဲဆိုတော့ကြားပြန်ခိုင်းကောင်းဆောင်ကြားပြန်ခိုင်းကြုံအဲ့လိုပုံစံမျိုးနဲ့အတိမတ်ပြုတ်ပေးလိုက်ပြီမင်းအောင်လိုက်ပျော်တော့ မင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ဒါလူစိတ်ဝင်စားမှုအများဆုံးဖြစ်နေတဲ့ခေါင်းစဉ်နဲ့အကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်အဲအကြောင်းလေးတွေကျွန်တော်ပြောကြမယ်အဲအဲထဲမှာဘာတွေပါမလဲဆိုတော့ဒါအင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာဒါဒေါ်လာအရာစုတွေနဲ့စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းဒီကြောင်းလည်းပါမယ်ပေါ့နော်ပြီးရင်ဒါမိုးကုတ်မြို့အခြေအနေတွေအဲဒီကြောင်းတွေလည်းပါမယ်အဲပြီးတော့ဒါဒေါ်လာပြတ်တော်သားတွေကိုပေါ့နော်ဒါ ပပဆက်ဆက်စကလုံးနေနဲ့ဆဲဆူနေတဲ့ဗာလေအဘသမီးအသူ့ကိုဒါတွန်လိုင်းတက်ဖွဲ့တွေဖမ်းနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းလေးလည်းပါမယ်ပေါ့နော်ပြီးတော့ကျတော့ဒါအမေရိကန်ကဒါမင်းအွန်လိုင်းကိုပေါ့နော်အွန်လိုင်းကြားဖြတ်ဂိုင်းဂိုင်းကျုပ်ပေါ့နော်ဂိုင်းကောင်းဆောင်ဂိုင်းကျုပ်ဆိုတဲ့ပုံစံမျိုးတတ်မှတ်လိုက်တဲ့အကြောင်းလေးဒါကျွန်တော်ပြောကြမှာပေါ့နော် ပထမဆုံးတော့ဒါစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေအင်ဒိုနီးရှားမှာတွေ့ဆုံခဲ့ရတဲ့ဆိုတဲ့အကြောင်းဒီအကြောင်းကလည်းလူစိတ်ဝင်စားမှုအများဆုံးဖြစ်နေတာပေါ့နော်အဓိကတော့ဆေးအုပ်စုနဲ့ဘာကိစ္စတွေ့ရတာလဲအပြင်ဒီလိုမျိုးတွေ့ဆုံနေဆိုတာဆွေးနွေးဖို့လားဆွေးနွေးစရာအကြောင်းလည်းမရှိဘူးအဒီကောင်တွေကယုံကြည်ရတာမဟုတ်ဘူးပေါ့နော်အဲဒီချိန်မှာဘာကြောင့်မလို့ဆွေးနွေးရတာလဲဆိုတဲ့ဝေဖန်တဲ့နေလည်းအများကြီးရှိကြတယ်ပေါ့နော်အဲ့တော့ထွက်ပေါ်လာတဲ့သတင်းတွေကိုကြည့်မယ်ဆိုရင် လုံးဝအတိအကျဆိုသလိုမျိုးကြီးကိုပဲဒါပြောထားတဲ့ဟာတွေကလည်းရှိခဲ့တာပေါ့နော်ဒါကြောင့်မလို့လဲဒီလိုဝေဖန်တဲ့နေထွက်လာခဲ့တာလို့ယူဆလို့ရတယ်အဲမှာဒါထွက်ပေါ်လာတဲ့တော်လိုင်းအင်အားစုစရင်နေအိုက်စင်းတွေကစပါတယ်ပေါ့နော်ဘယ်ဖွဲ့တွေသွားတွေ့တယ်ဘယ်ဖွဲ့တွေပါတယ်ဆိုတဲ့ပုံစံမျိုးရေးထားတဲ့ဟာတွေပေါ့နော်အဲ့ဒါကတော့ဒါ NUG ပါတယ် NUCC ပါတယ် KNU ပါတယ် CNF ပါတယ် CRPH ပါတယ် RCSS ပါတယ်ဥဟန်ညောင်ဝေပေါ့နော် EBO ပေါ့နော် PNLO ပါတယ် PNFC ပါတယ် Argan Heritage ဲ foundation ဆိုပြီးတော့ပါတယ်ပေါ့နော်အဓိကဒီလိုမျိုးစီးရင်စရာပုံစံမျိုးကြီးနဲ့ထွက်လာတယ်ပေါ့နော်အဲဒါကစစ်ကောင်စီနဲ့တွားပြီးတော့တွေ့ဆုံဖို့လုပ်တယ်ဆိုတဲ့ပုံစံမျိုးကြီးဖော်ပြတဲ့ကောလာဟာလာတွေထွက်လာတာပေါ့ဗျာအဲတော့ကြာအဲ့လိုသတင်းပေါ်မှာဒါ ပြည်သူတွေကလည်းစိတ်ဆိုးဒေါသထွက်ကြတာတွေဝေဖန်ကြတာတွေရှိတယ်တချို့ကြတော့လည်းထောက်ခံကြတယ်ဟာအချိန်တန်ရင်တော့ဒီလိုမျိုးဆွေးနွေးတဲ့အဆင့်ကသွားရမှာပဲအခုကအချိန်တန်ပြီလားဆိုတဲ့ဟာမျိုးကလည်းပြန်ပြီးတော့တုံ့ပြန်စရာတွေဖြစ်နေတာပေါ့ဗျာအဲ့တော့ကျတော့ဒီဟာနဲ့ပတ်သက်လို့ UNCC ကတော့ညှင်းချက်ထုတ်ပြန်ထားတယ်ဒါအင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်တဲ့ဒါအလုံယုံဆွေးနွေးပွဲဖိတ်ကြားချက်ကို UNCC က2025နိုဝင်ဘာ၄ရက်နေ့ရက်စွဲနဲ့ရခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဒါဖိတ်ကြားစာရပြီးတဲ့နောက်မှာ UNCC အနေနဲ့ဒီအလုံယုံဆွေးနွေးပွဲမှာဘယ်သူတွေပါမှာလဲ ဘသူတွေတက်ရောက်မှာမလဲဘယ်အဖွဲ့တွေပါမှာလဲဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးရင်ဒါဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ပြီးတော့ဒါတက်ရောက်မဲ့လူပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေကဆက်သေးချအောင်ရှင်းရှင်းလင်းလင်းမေးမြန်းခဲ့တယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်အင်ဒိုနီးရှားကပြန်ပြီးတော့ဖြေကြားချက်အရပေါ့နော်ဒါစေအုပ်စုကိုယ်စားလှယ်တွေ လုံးဝမပါရှိကြောင်းတေချာမှဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့ကိုယ်စားလှယ်တွေဆီလုတ်ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းလည်းဒီထုတ်ပြန်တဲ့အထဲမှာပါထားတယ်ဖော်ပြထားတယ်ပေါ့နော်အဲ့တော့အဲ့ဆွေးနွေးပွဲကို25ကနေပြီးတော့30ရင်းနှီးထိပြုလုပ်ခဲ့တာဖြစ်တယ်အဲအဲ့လိုမျိုးပြုလုပ်ခဲ့ပြီးတော့အင်ဒိုနီးရှားနိုင်ငံနိုင်ငံတီဆောက်ရေးဆိုင်ရာအတွေ့အကြုံများကိုမျှဝေခြင်းအလို့ယုံဆွေးနွေးပွဲ ဒီဘွဲကို NUCC ကကိုယ်စားလှယ်2ဦးတက်ရောက်ခဲ့ပြီးတော့စစ်ကောင်စီနဲ့ညီသည့်နေရညီသည့်အခြေအနေတွင်မှတွေးဆောင်ခဲ့ခြင်းမရှိပါဆိုပြီးတော့လည်းဖော်ပြထားတယ်ပေါ့နော်နောက်တစ်ခုကဒါ NUCC အနေနဲ့ပေါ့နော်တော်လိုင်းအောင်မြင်မှုကိုရှေ့ရှုပြီးတော့ဒါ Federal Democracy ပြည်ညင်ပါဂရီကိုဝက်များနဲ့နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာဆက်လက်ဆွဲကင်ရည်တည်သွားမယ်လို့အသိပေးထုတ်ပြန်ထားတယ် ။ဒါပြင်အခြားသတင်းတွေရလည်းဒီအင်ဒိုနီးရှားမှာပြုလုပ်တဲ့အခုလိုမျိုးဒါအန်ယူစီစီတက်ရောက်ခဲ့ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တဲ့အလို့ယုံဆွေးနွေးပွဲကိုပေါ့နော်ဒီလိုပုံစံမျိုးကိုအင်ဒိုနီးရှားကဒီတော်လိုင်းအင်အားစုတွေနဲ့တွေမဟုတ်ဘဲနဲ့စစ်ကောင်စီနဲ့လည်းဒီလိုပုံစံမျိုးတီးခြားတွေ့ဆုံခဲ့တယ်ဆိုပြီးတော့လည်းဖော်ပြနေကြတာတွေပြောဆိုနေကြတယ်ရှိတယ်ပေါ့နော်။အဓိကတော့စစ်ကောင်စီလည်းတွားခဲ့တယ်ဆိုတဲ့သဘောအတော်လိုင်းအင်အားစုတွေလည်းတွားခဲ့တယ်ဆိုတဲ့သဘော ဒါပေမဲ့လည်းဒါဆွေးနွေးပွဲတစ်ခုတည်းမှနေမယ်နှစ်ဖက်လုံးစုံပြီးတော့ဆွေးနွေးစီတာမျိုးမဟုတ်ဖဲနေပေါ့နော်တီးကြစီအင်ဒိုနီးရှားကတွဲဆုံခဲ့တယ်ဆိုတော့သဘောမျိုးကိုဒါယူဆလို့ရတယ်ပေါ့နော်အဲ့တော့တော်လိုင်းရင်အားစုတွေနဲ့တွဲဆုံတဲ့အလုပ်ရုံဆွေးနွေးပွဲမှာတဲ့ဒါအင်ဒိုနီးရှားကစစ်ကောင်စီကိုမြန်မာအစိုးရလို့ပြောဆိုတုံ့နှုံခဲ့တာရှိတယ်အဲ့လိုမျိုးပြောဆိုတုံ့နှုံခဲ့တဲ့အတွက်ပေါ့နော်ဒါကိုတော်လိုင်းအင်အားစုတွေဘက်ကလက်မခံနိုင်ကြောင်းပြန်လဲပြောဆိုခဲ့တာလည်းရှိတယ်ဆိုပြီးတော့ဒါသတင်းတွေသိရတယ်ပေါ့နော် အဓိကတော့ဒါသူတို့နိုင်ငံငါးပေါ့နော်ဒါမတူကွဲပြားတဲ့ဂျားတွေကနေမှတိဆောက်ခဲ့တဲ့အတွေ့အကြုံတွေကိုရှင်းလင်းပြောပြပြီးတော့လက်ရှိနိုင်ငံပေါ့နော်လက်ရှိကျွန်တော်နိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ့နော်မြန်မာအရေးမှာပြန်လည်အသုံးချနိုင်မယ့်အချက်လက်တွေကိုအကြံပြုတာရှားဖွေဆွေးနွေးတာတွေလုပ်ခဲ့တယ်ဆိုပြီးတော့ဖော်ပြထားတယ်အဓိကတော့အဲသူတို့နိုင်ငံဒါခုနလေပေါ့နော်ကွဲပြားမှုတွေမတူညီမှုတွေခြားနားမှုတွေအများကြီးရှိခဲ့တယ်အဲဂျားတွေကမှဒါအင်ဒိုနီးရှားဆိုပြီးတော့ဖြစ်ပေါ်လာဖို့အတွက်သူတို့ဘာတွေကြော်ဖြတ်ခဲ့ရလဲ ဘယ်လိုမျိုးလုပ်ခဲ့ရတယ်ဘယ်လိုမျိုးတွေ့ဆုံခဲ့ရဘယ်လိုမျိုးစူပါမီလုပ်ခဲ့ရတယ်ဆိုရဲဟာမျိုးတွေကိုသူကဒီစေအုပ်စုဘက်ကိုရောဒလိုင်းအင်အားစုဘက်ကိုရောဒါသူကပြောပြတယ်ပေါ့နော်အတိကတော့ဝင်မျှတယ်ဆိုရဲပုံစံမျိုးထားပါတော့ပေါ့နော်အတိကတော့အဲပြောချင်တာကတော့ဒီမြမအရေးကိုဒီထက်ပိုပြီးပြည်လဲစေဖို့အတွက်သူတို့ကယူရပြီးလုံပုံရတယ်အဲ့ဒီလုံတဲ့ပုံစံကကြောက်တွစ်ဆုံရေးကိုသူတို့ကဥတည်နေတဲ့ပုံစံမျိုးတော့မြင်တွေ့ရတယ်ဗောနော်အခုကတော့ဒါတိကျစီပုံစံမျိုးတွေ့တဲ့ပုံစံမျိုးတော့ကျွန်တော်တို့ဒါယူဆမိတယ်အဓိကဒီအာဆီယံကလည်းတွစ်ဆုံဆွေးနွေးအဖြစ်ရှာဖို့ကိုပဲဥတည်နေတာဗောနော်ဒီသဘောပဲတွေ့ရ အဲဘယ်အချိန်ဒီမှာပဲကြည်လိုက်ကြည်လိုက်ပေါ့နော်ဒါစစ်ကောင်စီကိုဖိအားပေးတဲ့ဆိုဆိုပေမဲ့လည်းစစ်ကောင်စီကိုဒါအာဆီယံပုံသဘောတူညီချက်၅ရက်ပေါ့နော်အဲ့၅ရက်ကလည်းတွဲဆောင်ဆွေးနွေးဖြေရှာဖို့ပဲအားလုံးပါဝင်နိုင်ဖို့ပဲအဲ့ဥစ္စာကိုပဲ UTV ပြောနေတာဖြစ်တဲ့အတွက်ပေါ့နော်အခုလောက်တဲ့ရည်ရွယ်ချက်ကလည်းဒါမျိုးပုံစံမျိုးလိုပဲယူဆတယ်။အင်ဒိုနီးရှားကလည်းဒီလိုပဲဒါဥတီတယ်ပြီးရင်အာဆီယံကလည်းဒီလိုပဲဥတီတယ်ပေါ့နော်။အဲ့တော့လက်ရှိစစ်ကောင်စီနဲ့ဆွေးနွေးရင်ဘာရလက်တွေထွက်မလဲ။လက်ရှိအခြေအနေရပါပေါ့နော်။ ဘာရလက်တွေထွက်မလဲဆိုတာကိုတော့ဒါတော်ဒေါ်လာရင်းအင်အားစုတွေရောဒေါ်လာပြည်သူတွေရောဒါသဘောပေါက်နားလေကြပြီသားမလုံးနေပေးမယ်သူတို့ပဲအာဏာဆက်လက်ရယူထားနိုင်အောင်လုပ်မယ်ဒါအပေးယူကိစ္စမျိုးတွေလာမယ်ပြီးရင်ဒါလက်ခံနိုင်စရာရှိသလားဒီလိုမျိုးစစ်ကောင်စီဘက်ကပြောဆိုလာတဲ့ဂတိကဝတ်တွေယုံကြည်နိုင်စရာရှိသလားပေါ့နော်။ဘာကြောင့်လဲဆိုတော့ရှေ့မှာဒါမျိုးပုံစံမျိုးပဲလုပ်ခဲ့တာတွေအများကြီးရှိတယ်။အဲစစ်ကောင်စီမင်းအောင်လှိုင်ပေါ့နော်။အဓိကမင်းအောင်လှိုင်ဟာသူပြောတဲ့စကားတွေရဲ့နောက်ွယ်မှာပေါ့နော်။သူဘယ်တော့မှဂတိမတီပါဘူးဆိုတဲ့ဟာကြီးကကပ်ပါနေလား။ ီတိုင်းပဲတွဲမြင်နေတာမင်း online ပြောရင်ကိုအဲ့လိုမြင်နေတာဗျာမင်း online ကဒါ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 လုတ်ပေးမယ်လို့ပြောလိုက်အဲ့အသေးကြတာမလုတ်ပေးဘူးဟုတ်တယ်လေအဲ့လိုပုံစံမျိုးဖြစ်အာနာသိတဲ့ပုံစံလည်းဒီလိုပုံစံပဲအဲဒါကြောင့်မလို့လက်ရှိအချိန်ကြီးရဒါစစ်ကောင်စီနဲ့တွဲဆုံမယ်ဆိုရင်စစ်ကောင်စီကဒါတွေပဲလုံမှာပဲဒါတွေပဲပြောမှာပဲဒီဟာကိုယုံကြည်ပြီးတော့တွားပြီးတော့တွဲဆုံတယ်ဆွေးနွေးတယ်ဆိုရင်ဒီဟာတွေပဲဒါနားထောင်နေရမှာပဲဒီဟာတွေပဲပြောဆိုနေရမှာဒါတွေပဲတွေ့နေရမှာပဲ အဲ့တော့ဒီအချိန်ဒီမှာတော့ဘလို့မှမဖြစ်နိုင်သေးဘူးလို့လည်းဒါယူဆလို့ရတယ်ဗောနော်အဲလက်ရှိအနေအထားမှာစစ်ကောင်စီကပြည်သူလူထုကိုလုံးဝလက်နက်အားကိုးနဲ့နိုင်ငံရဲ့နေရာအနှံ့ပြားနိုင်ငံရဲ့နေရာအနှံ့ပြားမှာရှိတဲ့ပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေတာတွေကိုလက်ရှိအချိန်ဒီအထိလုံးနေတော့မယ်အဲ့တော့စစ်ကောင်စီဘက်မှာကအခုလိုမျိုးပဲဗောနော်ရုပ်မှရိုင်းဆိုင်တဲ့လောက်ရက်တွေကောက်ကျစ်ဆင်းလဲတဲ့အကြံဉာဏ်တွေဒါတွေပဲရှိမှာပဲအဲ့တော့ကျတော့ဒီဟာနဲ့ပတ်သက်ရင်တော့ ဒါတော်လိုင်းအင်အားစုတွေရောဒါတော်လံပြည်သူတွေကရောဒါသဘောပေါက်နားလည်ကြတယ်ပေါ့နော်တချို့ကြတော့လည်းအမြင်တွေကွဲပြားတာကြီးလည်းရှိကောင်းရှိမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲဒီလိုမျိုးလုံးဝအားစစ်ကောင်စီရဲ့စစ်သားတွေအကုန်လုံးတယောက်မကျန်တပ်ဖြတ်နိုင်ဖို့အတွက်ကလည်းမဖြစ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးအတွင်းမြင်ရှိကြတယ်လည်းရှိကြတယ်ပေါ့နော်လက်ခံပါတယ်ဒါပေမဲ့လည်းအဲ့တချိန်ချိန်မှာတော့ဒါစပွဲဝိုင်းစီကိုပဲဥတီရမယ်ဆိုတဲ့ပုံစံမျိုးလက်ခံထားတဲ့သူတွေလည်းရှိကြတယ်ဗောနော်ဒါပေမဲ့အဲ့ဒါကဒီချိန်လား အဲ့ဒါကဒီအခြေအနေလားဆိုတဲ့ဟာကိုလည်းသုံးသပ်ကြဖို့အရေးကြီးတယ်။ပြီးတော့စစ်ကောင်စီရဲ့ဂရီစကားတွေကကျွန်တော်ခုနပြောသလိုယုံကြည်ရပါမလားပေါ့နော်။ရှေ့ကာလတခြားမှာမြင်တွေ့ခဲ့ရပြီဖြစ်တယ်။ဒါတောင်မှပဲအခုချိန်ထိယုံကြည်နေမယ်ဆိုရင်တော့အဆင်မပြေနိုင်ဘူးပေါ့နော်။အဲ့လက်ရှိမှာတော့စစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေတွဲဆုံပါတယ်ဆိုတဲ့သတင်းကို NUCC ကညှင်းဆိုထားတယ်။ဒီအကြောင်းကိုလည်းဒါကျွန်တော် နားလည်တကြွတဲ့သူတွေပို့ပြီးတော့သိနိုင်မဲ့သူတွေဒီအကြောင်းကိုစိတ်စိတ်ကိုယ်ကိုသိတဲ့သူတွေနဲ့ကျွန်တော်တွေ့ဆုံပြီးတော့အင်တာဗျူးပုံစံမျိုးစကားဝိုင်းပုံစံမျိုးကျွန်တော်လှုပ်ဆောင်ပေးပါဦးမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအမေရိကန်ကပေါ့နော်အမေရိကန်ကတတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့အဲတတ်မှတ်ပြဋ္ဌာန်းဖို့ကြိုးစားနေတဲ့အတီးပြုတ်နိုင်ဖို့တဲတဲပဲလိုတော့တဲ့ဥပဒေပေါ့နော်အဲဥပဒေနဲ့ပတ်သက်လို့ကျွန်တော်ပြောကြမယ်အဲလက်ရှိမှာမင်းအောင်လိုက်နဲ့သူရဲ့စစ်တပ်ကအချင်းချင်းမကောင်းဘူးလို့ပြောရမယ်ဘာကြောင့်လဲဒီကြားဖြန်ကြောင့်အဲအွန်လိုင်းလိမ်လည်မှုတွေကြောင့်မလို့ဒီငွေလိမ်ဂိုင်းတွေကြောင့်မလို့တို့အချင်းချင်းမကောင်းဘူးလို့ပြောရမယ် ဒီကြားဖြန်ပေါ့နော်ဒါ online လိမ်လည်မှုတွေမှာမင်းအောင်လည်းရဲ့စစ်တပ်ပါဝင်ပတ်သက်နေကြောင်းမေဂန်ဘက်ကတတ်မှတ်လိုက်တယ်ဒါအဲ့အဲ့ပုံစံမျိုးပဲအဲ့သဘောပဲပေါ့နော်ဒါအလွယ်ပြောရရင်အဲ့သဘောပဲအဲ့ဒီအောက်လွှတ်တော်ကဒါနိုင်ငံခြားရေးကော်မတီကနေပြီးတော့ HR 5490အဲ့ဒီဥပဒေအကြောင်းကိုဆွေးနွေးတယ်ပေါ့နော်ဒီဆွေးနွေးမှုမှာဒါ online လိမ်လည်မှုတွေပေါ့နော်ဒီ online လိမ်လည်မှုတွေကမြန်မာစစ်တပ်ပေါ့နော်မြန်မာစစ်တပ်မင်းအောင်လည်းရဲ့စစ်တပ်စစ်ကောင်စီပေါ့နော်ဒီစစ်ကောင်စီကပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့တတ်မှတ်တယ် စစ်ကောင်စီကကြားဖြန့်ကိစ္စတွေမှာသူကခွင့်ပြုထားတယ်လစ်လျူရှုထားတယ်အဲပြီးရင်ဒီကနေပြီးတော့အကျိုးအမျက်တွေအမျက်ဆိုးတွေရယူနေတယ်ဆိုပြီးတော့သူကတတ်မှတ်လိုက်ဒီ၃ချက်ပေါ့နော်အဲဒီလိုမျိုးလှုပ်နေတဲ့ဟာတွေဒီကြားဖြန့်လုပ်ငန်းလဲပတ်နေတဲ့ဟာတွေအကုန်လုံးသူကလက်ခံထားတယ်ပြီးရင်ဒီဥစ္စာတွေကိုမတိကျောကျောမတိကျအောင်ဆောင်ထားတယ်ကာကွယ်ပေးထားတယ်ပေါ့ဗျာပြောချင်တာဒီအချင်းပြက်ခြားခြားတဲ့ပုံစံမျိုးတွေနဲ့ကာကွယ်ပေးထားတယ်ဘာကြောင့်ကာကွယ်ပေးရလဲဒီ ဒီလုပ်ငန်းတွေကနေပြီးတော့သူကအမျက်ဆိုးနေရယူထားတယ်သဘောတူညီမှုတွေရယူထားတယ်ဒါကြောင့်မလို့ကာကွယ်ပေးထားတကယ်လည်းကာကွယ်ပေးထားတာမျိုးပေါ်နေရာမျိုးတွေမှာရှိတယ်တော့တကယ်ရန်ကုန်လိုနေရာမျိုးတွေမှာအစားရှိတယ်တကယ်ပဲအဲ့လိုမျိုးကြားပြန် site တွေစစ်ကောင်စီကလက်ခံထားပြီးတော့ကာကွယ်ပေးထားတဲ့အတွက်ပေါ့နော်လုံးဝဒီကောင်တွေကပြည်သူတွေကစီကနေပေါ့နော်မြိတ်ပေါက်ကြီးငယ်ကြအောင်ပေါ့နော်ဒီလိုမျိုးမမှန်ရင်ရင်ဒါလိမ့်လေနေတာတွေဖြစ်တယ်ပေါ့နော် ။နောက်တစ်ခုကဒီကောင်းနေတော်တော်တော့အဆင့်မြင့်တယ်။တကယ်အဆင့်မြင့်တယ်။ကျွန်တော်တို့နောက်ပိုင်းရရှိတဲ့ဒီတက်သေးတွေအချက်လက်တွေပေါ့နော်။ဒါတွေကိုဒါသုံးသက်ကြည့်တဲ့အခါမှာတော်တော်ကိုအဆင့်တန်းမြင့်မြင့်လိန်လဲတဲ့မှုတွေကိုလောက်တာပေါ့နော်။ပြီးရင်တိတိဖွဲ့ဖွဲ့မဟုတ်ဘူးတကယ်ကိုကြီးကြီးမားမားပုံစံမျိုးလောက်တာအဲ့ဒါကြောင့်မလို့အမေရိကန်နိုင်ငံသားတွေတခြားနိုင်ငံသားတွေဒါမြန်မာနိုင်ငံအများကြီးပဲအကုန်လုံးပေါ့နော်ဗီလီယံနဲ့ခြီတဲ့ဆုံးရှုံးမှုတွေတောက်လျှောက်ကြုံတွေ့နေရတာမြေပေါ်ကြီးငယ်ကြတယ်ဆိုတာဒါကိုပြောတာပေါ့နော် အဲ့တော့အဲ့လိုပုံစံမျိုးတွေနဲ့လက်ပတ်နေတဲ့ကောင်တွေဖြစ်တယ်။အဲ့လိုကောင်မျိုးတွေကိုလက်ခံထားပါတယ်ဆိုတဲ့ဟာတွေပြီးရင်ဒီဥစ္စာကိုလိလူရှုထားတယ်လက်ခံထားတယ်အဲပြီးရင်ဒါဒီကနေပြီးအကျိုးမြတ်တွေရယူထားတယ်ဆိုတဲ့ဟာပေါ့နော်။အဲ့ဒါကတော်တော်ကိုစစ်ကောင်စီမင်းအောင်လှိုင်အတွက်တော်တော်အခြေအနေစိုးစိမ်လိမ့်မယ်ပေါ့နော်။အဲ့တော့ဒီဥပဒေကိုလွတ်တော်ကအတည်ပြုပြီးရင်တမရထရန့်ကလက်မှတ်ထိုးမယ်။အဲ့ဒါလက်မှတ်ထိုးပြီးသွားရင်တော့ဒီဥပဒေကအတည်ဖြစ်ပြီ။အတည်ဖြစ်ပြီဆိုတာနဲ့နောက်ကနေပြီးတော့ဒီဟာအတွက်ဒါအရှင် UI လိုက်လာတော့မှာ လာတော့မှအကောင့်ထဲပေါ်တာတွေလိုက်လာတော့မှအဲ့ခါကျရင်တော့မြက်ကလေးဆံပြဖြစ်ပြီပေါ့နော်မင်းအောင်လည်းဟိုကြည့်တကြည့်အဲဒါမျိုးပုံစံမျိုးလုံးလုံးမရတော့ဘူးအဲ့ကောင်နားကားတော့မှဒါပြီးရင်ဒါတည့်ရတဲ့အချိန်မှာကြားဖြန့်တိုက်ဖြတ်ရေးတွေကို share ဆုံးမယ်ကြားဖြန့်စင်တာတွေကိုရက်တက်အောင်လုပ်မယ်အဲ့ထဲမှာအဲ့ဒါလည်းပါတယ်ပေါ့နော်အဲ့တော့ဥပဒေဖြစ်သွားတဲ့အတွက်ထိထိရောက်လောက်ရတော့မှအဲ့တော့အဲ့ထဲမှာအကုန်ပါပါပဲဒီကြားပြန်စင်တာတွေဒါပိတ်ပိတ်သိမ်းတာတွေပါမယ်ဖြည့်ဆည်းတာတွေပါမယ်အဲဒီကနေပတ်သက်ဆက်ဆက်တဲ့သူတွေကိုဆစ်ဆေးတာတွေကဆပါမယ်အဲပြီးတော့ဒါတိုက်ခိုက်တာတွေကဆလည်းပါလာနိုင်တယ်ပြီးရင်ဆန်ရှင်တွေပါလေ ဒါတောက်လျှောက်ပါလာနိုင်တယ်ပေါ့နော်အဓိကတော့ဒါဒီအပိုင်းမှာမှဒီလှုပ်ရှားမှုတွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်လာတာဖြစ်လို့ပေါ့နော်ဒါနှိမ်နေတဲ့အဆင့်တွေထိဒါရောက်သွားနိုင်တယ်လက်တလုံးပါကိုပဲဒါမစ်လက်ပန်ပေါ့နော်အမစ်လက်ပန်ဆိုရင်လည်းဒီလိုပုံစံမျိုးပါပဲအဓိကတော့ဒီချားပြန်နဲ့ပတ်သက်တဲ့ဟာတွေကိုနိုင်ငံကနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုတဲ့အတိုင်း KNL ကအခုလိုမျိုးဦးစီးဦးဆောင်နေပေါ့နော်ဒါဝင်စည်းလိုက်တယ်ပေါ့နော်ထိမ့်သိမ့်လိုက်တယ်ဝင်စည်းလိုက်တယ်အဲနှိမ့်နေတယ်ပေါ့ဗျာ ဲ့လိုပုံစံမျိုးလုပ်လိုက်တဲ့ခါကျတော့စစ်ကောင်စီမြက်ကလေးစံပြတွေဖြစ်ပြီးတော့ဒီနေရာကိုရယူနိုင်ဖို့အတွက်အသေးအတန်လုပ်နေတာတွေရှိလာတယ်။အဲ့တော့ပတ်သက်ဆက်ဆက်တာတွေကိုလည်းစစ်ဆေးတာတွေရှိလာတယ်။ဒီလိုမျိုးပတ်သက်ဆက်ဆက်မှုလို့ဆိုလိုက်တယ်ဆိုရင်ဒါမြန်မာစစ်တပ်ကပါဝင်တယ်လို့အရှိမပြောထားတဲ့အတွက်ပေါ့နော်မြန်မာစစ်တပ်ကဒါရီနဲ့တိုက်ရဲပါဝင်ပတ်သက်နေတယ်လို့ပြောထားတဲ့အတွက်မင်းအောင်လိုက်မယ်မင်းအောင်အဓိကတာဝန်ရှိတဲ့ကောင်မင်းအောင်လိုက်မယ်အဲ့ဒါအဲ့တော့မင်းအောင်လိုက်ကတော့တော်တော်လေးကိုအကြက်ရိုက်နေမယ်နေသားအဲ့တော့အမေရိကန်ရဲ့အတိမတ်ပြမှုကိုအရန်လိုချင်နေတဲ့မင်းအောင်လိုက်ဟုတ်တယ်လေတကယ်အရန်လိုချင်တာ ဟိုကနေပြောအခွန်တိုးဖြစ်ကောင်းဖို့အတွက်ကိုစာပို့လဲဟောဟိုကအပျော်ကြီးပျော်နေအောင်အဲ့လိုပုံစံမျိုးတော့ဖြစ်ခဲ့တဲ့မင်းအောင်လိုင်ပေါ့နော်အခုတော့အမေရိကန်ကအတိမတ်ပြုတ်ပေးလိုက်ပြီဘလို့အတိမတ်ပြုတ်လာလဲဆိုတော့ကြားဖြန့်ခိုင်းကောင်းဆောင်ကြားဖြန့်ခိုင်းကြုံအဲ့လိုပုံစံမျိုးနဲ့အတိမတ်ပြုတ်ပေးလိုက်ပြီမင်းအောင်လိုင်ပျော်တော့အဲ့တော့ဘာတွေဆက်ဖြစ်လာမလဲမြောက်လိုင်းရဲ့နောက်ဆုံးနေ့ရက်တွေရောက်ပြီလားအဲဒီလိုမျိုးဒီကြားဖြန့်ကောင်းစင်နေပဲမြောက်လိုင်းကြာဆုံးရတော့မလားဆိုတဲ့ဟာကိုတော့ ျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါဒီဟာနဲ့ပတ်သက်လို့တော့အချိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်လာနိုင်ရည်ရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့မြင်တွေ့နေရပြီဗောဗျာနောက်တစ်ခုကတော့မိုးကုတ်မိုးကုတ်ကိစ္စနဲ့ပတ်သက်လို့လည်းဒီရက်ထဲဒါဖြစ်နေတဲ့ထူးခြားမှုတွေပြောကျင်တယ်ဗောနော်အဲဒါကဘာလဲဆိုတော့ဒီလက်ရှိမှာကိုပဲမြို့ပြနေရာတွေမှာ ိုက်ပွဲတွေဖြစ်ပွားနေတယ်ဒါသတင်းရင်းမြစ်တွေရဖို့ပဲပေါ့နော်ဒါစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးပစ်ခတ်မှုတွေတောက်လျှောက်လုပ်တယ်တော်လိုင်းတပ်ဖွဲ့တွေကလည်းစစ်ကောင်စီရှိပါတယ်ဆိုတဲ့နေရာတွေကိုဒရုန်းနဲ့တိုက်ခိုက်တာတွေအစားပြန်ပြီးတော့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ဒီမိုးကုတ်ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေသလိုပေါ့နော်ဂျိုကြားဂျိုကြားဒါတိုက်ပွဲဖြစ်ပွားတဲ့ပုံစံမျိုးတွေလက်နက်ကြီးပြန်လည်ပစ်ခတ်တဲ့ပုံစံမျိုးတွေကစရှိတယ်ဆိုပြီးတော့လည်း သိရတယ်ဗောနော်စုံစမ်းသိရှိရတယ်ဒီတက်ပို့ပြီးတိုက်ပွဲတွေပြင်းထန်လာနိုင်မလားဒါမျိုးကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်မိုးကိုရဲ့အနောက်ပိုင်းကိုလည်းစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုစတင်လှုပ်ဆောင်ခဲ့ပြီဆိုပြီးတော့လည်းကျွန်တော်သိရတယ်အဲ့တော့လက်နက်ကြီးပစ်ခတ်မှုတွေလည်းစစ်ကောင်စီဘက်ကတောက်လျှောက်လုပ်နေတာတွေရှိတယ်စစ်ကောင်စီကအခုဆိုရင်မိုးကိုမြို့ထဲမှာရဲစခန်း၊ယူအာကုန်း၊ကျောင်းကြီး၊စေယုံ၊မိသက်၊အောင်မြေဖျားကျောင်းပြီးရင်အဲကြောင်မြတ်ယုံပြီးရင်ဒါအောက်ထောင်စတဲ့နေရာတွေမှာအခြေချတက်ဆွဲတာတွေသူတို့လှုပ်ဆောင်နေပြီပေါ့နော် ပြောချင်တာတော့မြို့ရဲ့အဓိကနေရာတွေအချက်ကြာကြတဲ့နေရာမျိုးတွေမှာသူတို့ခြေချတက်ဆွဲထားတယ်ခုနပြောတဲ့နေရာတွေမှာလည်းဒီကောင်းနေနေရာယူတက်ဆွဲနေတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းသိရတယ်အဲပြီးတော့လက်နက်ကြီးပြစ်ခတ်မှုတွေကိုသူကပုံမှန်တိုင်းပြစ်ခတ်နေတာပုံမှန်တိုင်းအဲဘယ်နှမိနစ်ချာတခါဆိုတဲ့ပုံစံမျိုးကစပြစ်ခတ်ခိုင်းထားတဲ့ပုံစံမျိုးယူဆရတယ်အဲအဲ့ဟာကိုကြည့်ချင်းအဖြစ်လဲဆွတ်ကောင်စီကခေရန်အလုံးအလောက်တည်ဆောင်သွားတယ်ဆိုတဲ့ဟာမျိုးလည်းတွေ့ရတယ် ထပ်ပြီးတော့လည်းပို့ဆောင်နိုင်ခြင်းရှိတယ်ပေါ့နော်အဲ့အတွက်တို့ပြင်ဆင်တာတွေလုပ်လိုက်မယ်အဓိကတော့ဒါရဲရင်စင်းကွင်းလိုနေရာမျိုးတွေလည်းတို့တေချာပေါက်တတ်မှတ်ပြီးတော့ခရံပို့ဆောင်တာတွေလူဝင်ရပို့ဆောင်တာတွေအလွယ်တကူရောက်ရှိနိုင်ဖို့အတွက်ကိုလည်းပြင်ဆင်လိုက်မယ်ဒါတွေကိုလည်းကျွန်တော်တို့သတိထားစောင့်ကြည့်ပြီးတော့လုပ်ဆောင်နိုင်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကလက်ရှိဖြစ်နေတဲ့အခြေအနေကဒီလက်နေကြီးပြစ်ခတ်မှုဟာတောက်လျှောက်တောက်လျှောက်ပြစ်နေရဖြစ်တဲ့အတွက်ပေါ့နော်သူ့အနေနဲ့လည်းသူလည်းဒါရန်တမ်းပြစ်ခတ်တာဖြစ်တဲ့အတွက်ပေါ့နော်ကြောက်ရွံ့ထိတ်လန့်တာတွေတော့ရှိနေမှာပဲ အဲအချိန်နေရလဲအဲ့လိုပုံစံမျိုးဖြစ်နေမှာဘာကြောင့်လဲဆိုတော့ तू ကမြို့တဲကိုတော့ရောက်သွားတယ်ဒါပေမဲ့အဲ့မြို့တဲကိုဝင်ရတဲ့ပုံစံကို तू ကခိုးချောင်ခိုးဝဝင်နေရတဲ့ပုံစံဟာမော်ကြွားပြီးတော့တိရမလားတိုက်ခိုက်ဒုံဒုံတိုင်းတိုင်းနဲ့ तू ဝင်ခဲ့တာမဟုတ်ဘူးအဲ့လိုပုံစံမျိုးနဲ့ဒီမြို့ကိုရွာတာမဟုတ်ဘူးအဲ့တော့ TNL ကိုဒိုင်းပုံစံလုပ်ပြီးတော့ကူပါကဲပါအမသူတို့ဖြတ်ပြီးတော့ဘင်းခံအမဆိုးလို့ပေါ့နော်ကားတွေတော့မှအပြင်းပေါင်းပြီးတော့ခြေတက်ပြီးတော့ဒီမျိုးလေးကိုခိုးချောင်ခိုးရောက်သွားကြုံမဲ့လူတကောင်းမှမရှိဘူးဒီကောင်းနေကိုကြုံမဲ့လူတယောက်မှမရှိဘူး အဲအဲ့လိုပုံစံမျိုးနဲ့ရောက်သွားတာပေါ့နော်အဲ့တော့ကြာအထဲတည်းရောက်သွားပြီဆိုတဲ့အချိန်မှာလေမြို့ပပတ်လယ်မှာတော်လိုင်းအင်အားစုတွေရှိနေတာဖြစ်တဲ့အတွက်သူတို့နေရာကနေလဲခန်းစားကြည့်ရင်လဲဟုတ်တယ်တကယ်ဒီကောင်တွေကြောက်နေမှာကြောက်နေမှာပြီးတော့ကျတော့ဒီနေရာကိုတော်လိုင်းတပ်ဖွဲ့တွေကလုံးဝကာလအကြာကြီးထိမ့်သိမ်းခဲ့တာဖြစ်တဲ့အတွက်ဘယ်နာဘာဆိုတဲ့ဟာကတော်လိုင်းတပ်ဖွဲ့တွေကသိပြီးသားဒီဟာတွေကိုလည်းလုံးဝကျွမ်းကျင်ပြီးသားပေါ့နော်အဲ့ကြာဒီကောင်တွေနေနဲ့လုံးဝကြီးကန်းတောင်းမောက်မျက်စိဆိုရင်ပေါ့နော်ဟိုကြီးကဒီကောင်တန်တရားစိတ်နေတဲ့ဒီကောင်တွေရှင်တန်နေရအောင် ဒီကောင်းနေနေစင်နဲ့မြအဲ့လိုကြောက်စိတ်တွေနဲ့ဖြတ်တန်းနေရပါဘောနော်ဒါကကျွန်တော်တို့ကဒီခုနပြောလို့ဘောနော်အခြေအနေကိုပြောပြတာပဲရှိတယ်တကယ်တကယ်မြေပြင်မှာအဲ့ကောင်တွေဘလောက်ဖွဲ့စည်းပုံပြတ်နေတယ်လဲဆိုတာကျွန်တော်တို့ခံမှန်းကြည့်လို့ရတယ်ဘောနော်ဟာသူတို့ဘလို့ပဲဒီနေရာကိုရောက်သွားရောက်သွားလက်ရှိမှာတော့ဇော်လိုင်းအင်အားစုတွေကအပြင်ကနေဝိုင်းပတ်ထားတဲ့ပုံစံမျိုးဖြစ်နေတာအဲမြို့ပြင်ကိုခြေချရတဲ့ဟိုနေရာလိုတွေ့ခံရတယ်ကားတွေပါထားပြီးပြေးရတဲ့အနေထားပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီတိုက်ပွဲတွေကလည်းပူပြီးတော့ပြင်းထန်လာနိုင်ခြေရှိတယ်ဘာကြောင့်ပြင်းထန်လာနိုင်ခြေရှိရလဲဆိုတော့ဒေါ်လိုင်းတပ်ဖွဲ့တွေကလည်းဒီမြို့ကိုပြန်ယူဖို့အတွက် တက်နိုင်ဆုံးတော့စ조사ကြမှာပဲအဲစစ်ကောင်စီဘက်ကလည်းဒီမျိုးမပေးရဘူးပြင်ဒီမျိုးကနေတဆင့်နောက်ထပ်တော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့နေရာတွေကိုထပ်ပြီးတော့သိမ်းပိုက်နိုင်ဖို့ထိန်းချုပ်နိုင်ဖို့သူကလည်း조사မှာပဲအင်အားတွေဆက်သွယ်ဖို့အတွက်ကိုလည်းသူက조사မှာပဲအဲဒါကြောင့်မလို့တိုက်ပွဲတွေကပို့ပြီးတော့ပြင်းထန်လာနိုင်ရရှိတယ်ဆိုပြီးတော့ယူဆရတယ်ဗောနော်နောက်ထပ်အကြောင်းအရာတစ်ခုကကျတော့ဒါအမေသားဘာညာဆိုပြောပါတော့ဗောနော်ဒါ TikTok မှာလားမသိဘူးဒီ video file တစ်ခုတက်လာရပြအဲ့ဒါအဲ့လိုမျိုးဆော့တဲ့မိန်းမတယောက်ဗောနော်အမျိုးသမီးတယောက်အဲ့ဒီအမျိုးသမီးကဒါ ဒီဘက်ကတော်လိုင်းအင်အားစုတွေပေါ့နော်ဒါသူက professor ဆက်ပြောတဲ့ပုံစံမျိုးဒါကတော့မထူးပါဘူးမထူးစမ်းပါဘူးဒီလိုမျိုးပြောတာကတော့တူတူကိုကိုပေါ့နော်ကျွန်တော်တို့ဆိုလဲဟိုဘက်ကကောင်ဆိုရင် professor ဆက်ဆဲကျင်တာပဲအဲသူတို့ဆိုလဲကျွန်တော်တို့ကို professor ဆက်လာဆဲကြတာပဲပေါ့နော်အဲကြအဲ့လိုမျိုးပုံစံမျိုးကတော့မထူးစမ်းဘူးဒါပေမဲ့အဲ့လိုမျိုးခါရဲ့နောက်ွယ်ကအကြောင်းနေထပ်ပြီးတော့တိလိုက်ရတော့နည်းနည်းထူးစမ်းတယ်ဒါကလည်းစိတ်ဝင်စားစရာဖြစ်နေတာပေါ့နော်အဓိကဒီလိုမျိုးဆဲဆိုတဲ့အမျိုးသမီးပေါ့နော်အမေသားတော့ဗာဖြစ်တယ်ညာဖြစ်တယ်အာယုဒနာတာအဲ့လိုဆဲတဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးကိုတလိုင်းအင်အားစုတွေကဖန်ဆီးထားတဲ့ယုတ်သက် အဲ့မှာထိတ်တုံးခတ်ထားတယ်ထိတ်တုံးခတ်လက်တွေမှာထည့်ထားတာကြမ်းတယ်ခြေတော်ကလက်ကလူတွေအဲ့လိုပုံစံမျိုးနဲ့ပါနော်ဒါသူ့ကိုစကားပြောနေတဲ့အချိန်မှာအဲ့ပြောတဲ့စကားတွေကိုကျွန်တော်သဘောကျအပါလို့ပေါ့နော်အဲအဲ့ဟာကဖမ်းတာကလေဆေးရောင်းလို့ဖမ်းတာဆေးရောင်းလို့ဆိုပြီးတော့ဆေးရောင်းတာပေါ့နိုင်ငံကြီးပါပြီးပြီးပြီးဆေးရောင်းနေတာပေါ့ ရဲကိုလိုင်းကြီးပေးပြီးတော့ဆေးရောင်းมาတယ်ဆိုကနေကတော့အဘာထရောင်းလာတော့မဖြစ်နိုင်ဘူးရှူသေးဘူးရောင်းတာမဟုတ်ဘူးပြုတ်စီရောင်းတာမဟုတ်ဘူးမူရဆေးဝါရောင်းတာပေါ့နော်အဲဒါကြောင့်အဲ့လိုမျိုးမူရဆေးဝါရောင်းတဲ့ဟာကိုဒါတလိုင်းအင်အားစုတွေကဖမ်းမိတယ်ဖမ်းမိတဲ့အချိန်မှာသူ့ရဲ့ TikTok အကောင့်ထဲမှာကြည့်လိုက်တော့ဒါမျိုးဒါမျိုးတွေလုတ်ထားဒါမျိုးဒါမျိုးတွေဆဲဆိုတာစိန်ခေါ်တာလာအဲပေါင်900ပုံကျဲခိုင်းမယ်တို့ဘာလို့ကဆာလှုပ်ထားတာအဲ့မှာမေးထားတယ်အေးနေငါပေါင်900ပုံကျဲခိုင်းမယ်ဆိုရအခုကျဲခိုင်းရင်အဆင်ပြေမလားပြေပါဦးအဲ့လိုမျိုးအဲ့အဲ့ပုံစံတော့ဖြစ်သွားတယ်ပေါ့နော် ဲ့တော့ဒီမျိုးသမီးကိုပြောနေတဲ့ဒါဒေါ်လင်းတပ်ဖွဲ့ဝင်ကပေါ့နော်သူပြောရစကားတွေမိုက်တယ်တကယ်သဘောကျလို့ပေါ့နော်တပ်မတော်ကိုနင်ချစ်တာတဲ့ပူချစ်သေးတယ်အဲ့လိုပြောနေတပ်မတော်ကိုချစ်တာပေါ့နော်အေးတပ်မတော်ကိုငါတို့ကနင်ချစ်တာတဲ့တော့ပူချစ်သေးတယ်အဲ့တပ်မတော်ကိုခုတုံးလှုပ်ပြီးတော့တုံးချနေတဲ့အာနာရှင်ကိုငါတို့ကတော်လန်နေတာအဲ့ဒါလည်းမိုက်တယ်တကယ်စေကောင်စီအခုလိုမျိုးအနေထားရောက်သွားအောင်လုပ်ခဲ့တာဆွဲချခဲ့တာကဒီအာနာရှင်ဒီမင်းအွန်လိုင်းပဲဖြစ်တယ်ပေါ့နော်အဲ့ကောင်ကိုတော်လန့်နေတာအဓိကထားပြီးတော့ပေါ့နော်အဲ့တော့ သူပြောစကားမင်းတို့ချစ်တယ်ဆိုတာထက်တော့ငါတို့ပိုချစ်သေးတယ်ဆိုပြီးတော့ပြောကြပလိုက်တာဟုတ်တယ်အဲ့လိုမျိုးချစ်လို့အဲ့တက်မတော်ကိုပြင်ဆင်ဖို့အတွက်ကိုအခုလိုမျိုးစစ်သားမဖြစ်တင်မဲနဲ့စစ်သားလာလုံနေကြရသူတွေဖြစ်တယ်ရှိတယ်စစ်သားမဖြစ်တင်မဲနဲ့စစ်သားလာလုံနေကြရတာဖြစ်တယ်ပေါ့နော်အဲ့တော့လုံးဝကိုယ်တက်တလုံးမကျွမ်းကျင်တဲ့အလုပ်တွေကိုလုံးဝရတော့မယ်ဆိုတဲ့စိတ်နဲ့လာလုပ်တာဒီအလုပ်တွေလုပ်ရင်သိနိုင်မယ်ဆိုတာကိုလည်းသိကြတယ်အဲဒါပေမဲ့လည်း မလုံဖြစ်လုတ်ကိုလုတ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ဒါတော်လန်နေကြတာဖြစ်တယ်ပေါ့နော်ကဏ္ဍအသေးသေးပေါ့ဒီတိုက်ခိုက်ရေးတွေမဟုတ်ဖ ೇನೆ ပေါ့နော်ဒါထောက်ပံ့ရေးဘာညာအကုန်လုံးပေါ့နော်ဒါတွေအကုန်လုံးကဒါတကယ်ပြောရင်တို့ပြောခဲ့သလိုပဲပေါ့နော်စစ်ကောင်စီဘက်ကပြောခဲ့သလိုပဲနိုင်ငံတစ်ခုမှာစစ်တပ်မရှိလို့မရဘူးဟုတ်တယ်မင်းတို့စစ်ပတ်တတ်တော့မရှိအောင်တကယ်ပြောတာမင်းတို့စစ်တပ်ကမရှိသင့်ဘူးနိုင်ငံတစ်ခုမှာစစ်တပ်တော့ရှိသင့်တယ်ဒါပေမဲ့မင်းတို့စစ်တပ်မဟုတ်ဘူးအဲအဲအားကြောင့်မလို့ရှိသင့်တဲ့စစ်တပ်တစ်ခုပေါ်ပေါက်လာဖို့အတွက်ကိုဒလိုင်းအင်အားစုတွေကစူးစမ်းနေကြတာဖြစ်တယ်ပေါ့နော်ပြီးရင်ထပ်ပြောသေးရဲ့ ငါတို့ကနင်တို့လိုမဟုတ်ဘူးပေါ့နော်နင်တို့ထောက်ခံနေတဲ့အဘာတွေလိုမဟုတ်ဘူးစစ်ကောင်စီလိုမဟုတ်ဘူးငါတို့ကတားမရရင်အမေကိုဖမ်းသွားတာမျိုးအမေမတွေ့ရင်တားသမီးကိုဒုက္ခပေးတာမျိုးဒါမျိုးငါတို့ကဘယ်တော့မှမလုပ်ဘူးဆိုတဲ့ပုံစံမျိုးလည်းပြောသွားတယ်တကယ်ပဲစစ်ကောင်စီကအဲ့လိုပုံစံမျိုးတွေလုပ်ခဲ့တာပေါ့နော်အခုတားတွေကိုဘော်ဒါဆွဲတယ်ခေါ်ထည့်သွားတယ်တက်သေးကိုပါစလုတ်ခိုင်းတယ်တေလန်းပို့မယ်အဲ့ပါစလုတ်မဲ့လူငယ်တွေကထွက်ပြေးမယ်ဆိုရင်အိမ်ဟိုတာဝန်ယူခိုင်းတယ်မိဘတွေကိုတာဝန်ယူခိုင်းတယ်မိဘတွေကိုဒုက္ခပေးမယ်ဆိုပြီးတော့ပြောတယ်ဟာဒါမှရိုင်းတာလေစုပ်ပဲ့တာလေ ဟုတ်ရမလားအဲဒါကြောင့်အဲ့လိုမျိုးပုံစံမျိုးတော့မလုပ်ဘူးဆိုပြီးပြောသွားဘာကြောင့်လဲဆိုတော့အဲ့အမျိုးသမီးမှာအာကလေးနှစ်ယောက်ရှိရဆိုပြီးသိရအဲ့ကလေးနှစ်ယောက်ကိုလည်းအေးနေကားတော့တဲ့ဒီမှာနင်းအပြစ်နင်းခံပေါ့နော်အဲ့အဲ့ကြိုင်နေခဲ့တဲ့ဒီကလေးနှစ်ယောက်အတွက်ကိုတော့ဟောက်ဒလိုင်းတက်ဖွဲ့တွေကတက်နိုင်သလောက်ကြီးရှုစောင့်ရှောက်မယ်ဆိုပြီးပြောသွားအာလေးစားဖို့ကောင်းတယ်တကယ်အဲ့တော့အဲ့ထဲမှာအကြိုက်ဆုံးကတခုပါတယ်အဲ့ဒါပါလဲဆိုတော့ဒီနင်းုံလာပြီးတော့ဒါအခုလာတယ်ဆိုတာလဲပေါ့နော်ဒါအမျိုးသမီးအဖော်ကြီးနဲ့လာတာပေါ့နော်အဲနင်းုံငါတို့ကလက်ဖျားနဲ့တော့မထီဘူးပေါ့နော် ထိလဲမထိကျင်ဘူးယွန်လို့တဲ့တဲ့ပြောတာပေါ့နော်ဒီနေ့ငါကလက်ဖျားနဲ့မထိဘူးအေးထိလဲမထိကျင်ဘူးဘာလို့လဲယွန်လို့အဲအဲ့လိုပုံစံမျိုးပြောသွားပါဘောနော်အဲဥစ္စာတွေကအဲစကားတခွန်းတခွန်းတခွန်းတိုင်းမှာတကယ်အမှန်တရားတွေပါလို့ကျွန်တော်အခုလိုမျိုးပြန်ပြီးတော့ဝင်မြပေးတာဖြစ်တယ်ဘောနော်အဲပြီးတော့စစ်ကောင်စီကိုထောက်ခံနေပါတယ်ဆိုတဲ့သူတွေစစ်ကောင်စီအဘအဘနဲ့ဖြစ်နေပါတယ်ဆိုတဲ့သူတွေဘောနော်ပြီးရင်ကျွန်တော်ဒီဘက်ကိုစော်ကားနေတယ်ဆိုတဲ့သူတွေက တို့ကိုယ်တိုင်လုပ်နေတဲ့လုပ်ရက်တွေကယွန်စရာကောင်းလာတယ်အခုတောင်မွေးရစီဘွားရောင်းနေတာရောင်းနေတာဗောနော်အမျိုးသမီးပြပြအဲ့လိုမျိုးပုံစံမျိုးနားနားဖြက်စည်းတာပဲလေလူငယ်တွေကိုဖြက်စည်းတာပဲလူတွေကိုဖြက်စည်းတာပဲအဲအဲ့လိုဟာမျိုးကိုရဲကိုလိုင်းကြီးပေးပြီးတော့ရောင်းနေတာအကုန်ပါသွားတယ်ပြောတဲ့စကားထဲမှာအကုန်ပါတယ်အဲ့တော့ရဲဆိုတဲ့ကောင်ကလည်းမွေးရစီဘွားရောင်းဝင်ရဖို့အတွက်ကိုသူကငွေကြီးကောက်ခံထားတယ်လိုင်းကြီးယူထားတယ်ဗောနော်အဲ့တော့အဲ့လိုပုံစံမျိုးဖြစ်ပြက်နေတဲ့အဖွဲ့စည်းကြီးအဲ့အဖွဲ့စည်းကြီးကိုထောက်ခံနေတဲ့ဟာကလည်းအဲ့လိုလူတွေဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကတက်တင်ပြနေတယ် အဲ့လိုမျိုးလူတွေအဲ့လိုမျိုးအဖွဲ့အစည်းတွေကိုတော်လှန်နေပါတယ်ဆိုတဲ့သူတွေကဘလို့ဆိုတဲ့ဟာကလည်းဒီဗီဒီယိုထဲမှာပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်လည်းအားရလို့အခုလိုမျိုးထည့်ပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတွေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးပါအောင်မယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်